အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှလေဆီယမစပယ်ဖြူနုရေးသားထားသောမြောက်ဖျားက အလွန်ရာသည်ဝတ္ထုရှိကို အပိုင်းဆက်ခွန်အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးပါရစေရှင် ယောက်ျားကအလွန်ရသည် အပိုင်းစက်ခွန်လမ်းတလီပေါ်တွင်နေကြည်သည်တစ်ပင်ရိမ်များနှင့်ရောထွေ၍ဒဇွန်ဒဇာသာဖြာချနေသည်ညနေ9နာရီပင်ရှိတော်မူမူနေကြည်ကအယောင်ရင်ရင်နေပြည်ကလည်းအေးများစွာပြူပြီးဒီနာတဝိုက်ပဲလမ်းလျှောက်ထွက်တာ ဆိုပေမဲ့အင်းချီအပါလက်ရှိတော့ထပ်ဖြစ်အောင်ထပ်လာရသည် တဏီကုံမိုးကအုံဆိုင်ခဲ့၍ချမ်းများများနှင့်ခွေနေသည်မှာညနေခင်းလင်းထင်ရောက်လာချိန်သာတိုင်ပါရောစကားပြောရှိမွန်သောလင်းထင်သည်မလူနန်နှင့်ပင်ရင်နီစာပြုပြီးမှအိမ်သို့သူရောက်လာခြင်းမှာဘသူအတွက်မှသစိမ့်မမီပြန်အတွဲကိုပင်ခွင်တောင်းခဲ့ပြီးဆိုပါလားအကြောင်းကတော့ကျမအညောင်းပြညာပြလမ်းလျှောက်နိုင်ရန်စကားပြောကြရန်ဆိုသည်ခက်လေခက်တဲ့လင်းတင် လမ်းတက်လေးနဲ့လမ်းမကြီးဆုံရရောက်တော့မျိုးရဲဘက်သို့သွားသည့်ဘက်ကိုမချိုကွေပဲဘယ်ဘက်သို့ချိုလိုက်ကြသည်လင်းထင်သည်မသိလျင်တော့အင်းလျာကန်ဆောင်၌လမ်းလျှောက်နေသူလိုအေးအေးလူလူဟိုဒီငေးမောလိုက်သေးသည်လမ်းတစ်ဖက်တောင်ဆောင်ပေါ်ကတစ်ပင်အုံများကိုပင်စိတ်ဝင်တစားမောကြည့်လိုက်သေးသည် လေပင်ချွန်လိုက်သေးသလိုသူ့ကိုကြည့်၍ပြုံးကျင်လာသည်ကိုထင်ရပါသည်ဒီဘက်ဘီကလည်းကွင်းတွေကိုတွေ့တယ်မဟုတ်လား နေဝင်ချိန်ဆိုလှလို့ကျွန်တော်ကြည့်နေတာကြာပြီ။ဒါကြောင့်နှဲကိုခေါ်လာတာ။ရှိုးပြတော်သည် ရွှေဝါရောင်လွှမ်းလျက်ရှိ၏။ကောင်းရိပ်သိမ်းခဲ့ပြီးကောက်တဲ့ပင်စားခဲ့ကြပြီ။လေကွင်းပြည်သည်မြေသားကအစ6သွေးလျက်ရိုးပြများခင်ပြန်ကမျက်စိတဆုံးတရှိနေ၏။လူသွားလန်းအသွင်ရှိနေသောလေကသိန်း၏ဘေးမြက်ခင်းဆက်တွင်ကျမတို့ဝင်ထိုင်လိုက်ကြသည်။လင်းထင်ကဒီမှာခဏထိုင်ကြစို့ဆိုသည်လေ။ နေအောင်ကြီးသည်ဒီနေရာတွင်တော့ပွန့်ပွန့်လင်းလင်းပြားကြနေ၏ရိုးပြက်များပေါ်နေအောင်ကြခိုက်ဝင်းပလင်းပြားလျေဒီလေပြင်တော်ကမျက်စိတဆုံဝါရွှေသောအလိုက်အစုံတွင်တော့စိမ့်မြမြဂျန်ကင်းအဝေးစီတွင်တော့တရုတ်နိုင်ငံနဲ့နမိတ်တဲကအဆောက်အအုံများအင်ခေါင်ပန်းကိုဘယ်နှစ်နာရီကြောင်သွားရမလဲနွယ်ကားနဲ့နှစ်နာရီခွဲသုံးနာရီလောက်စီးရမယ်တဲ့လမ်းကတော့ တရုတ်ပြည်ကပြတ်သွားမယ်တရုတ်ပြည်ကအဝေးပြေးလန်းလွန်လာနဲ့ဝင်ရတဲ့လမ်းခွဲကစပြီးတလန်လုံးလန်းချမ်းမယ်တဲ့မလန်မကန်တွင် ခလီတတဤစာချက်တန်ကညံလျက်ပင် သူတို့သည်လေကတဲ့များပေါ်လွဲအိတ်ချလျက်စောင်းများကို လက်ကကင်ရဲ့စာအန်နေကြ၏မိုင်းကြောင်ရဲ့အတတန်းကြောင်ကကလေးများဖြစ်မိစစ်ကြောင်ကြောင်ပေးရတာမျိုးစာမေးဝဲဖြေဖို့ခက်ခဲတာမျိုးဒီကလေးတွေနောက်တစ်ချိန်မကြုံကြပါစေနဲ့တော့ ဒီနေ့လေသူတို့တွေမြကြီးနောက်မှာတက္ကသိုလ်ဝန်ထမ်းဆောင်ပြီးဝဲသွားဖြေခွင့်ရပါမလားမသိကြ။သူတို့ကိုစားဆုတောင်းယုံမြတာပြီ။နှွေစိတ်လှုပ်ရှားနေမှာပဲနော်။ကျမပင်တဲ့ဆိုင်လိုက်မိပါသည်။စိတ်လှုပ်ရှားတာတော့ပြောမနေပါနဲ့တော့လင်းတင်ရဲ့။ကျမညာကဆိုကောင်းကောင်းအိတ်မပြောဘူးပဲ။အဲ့ဒီမှာမတွေ့ရင်ကောဆိုတဲ့အတွေ့ကိုမတွေ့ဘဲမနေနိုင်ဘူး။လင်းတင်ကကျမကိုငင်းရဲ့ကျမ၏အပူသည် သူ့ကိုကူဆက်ခဲ့ပြီလားသူကလည်းအဘိုးကိုဝေးများယူနေသည်ဟုပင်ကျမမြင်လာပါသည်နှွေးစိတ်ကိုတိတ်တင်းမထားစီခြင်းမူပြီးတော့တကယ်လို့တကယ်လို့နော်မတွေ့ခဲ့ဘူးဆိုရင်စိတ်ကိုရှော့မချလိုက်စီခြင်းမူနှွေးစိတ်တည်ငြိမ်နေဖို့လိုတယ်ဆိုတာမမေ့စီခြင်းမူကျေးဇူးပါပဲဟုနှုတ်ကထုံမပြောရင်တိတ်မြာသစိမ့်ဆန်တော်မလားအမန်တော်တီတို့စိတ်ပူပန်လှူရှားချိန်၌ မိတ်ဆွေတို့အနီးနိုင်ရှိခြင်းစကားဆိုရခြင်းသည်စိတ်သက်သာပွဲများပင်ဒီတက်ပိုသည်ကတော့လင်းတင်ဂယုတဆိုင်ရှိမှုနှင့်တန်ရုံးစဉ်အရိတ်ကကျမကိုအာဒါယာရှာတွေ့သည့်အလားခွန်အားတရက်ဖြစ်စေသလိုသည်အချိန်တိုးဆိုနိုင်သော ကာလအတိုင်းတာသည်ကျမပေါ်သည်မြလွမ်းမိုးစည်စားလိမ့်မည်ဟုဘယ်တော့ကမှမထင်မှတ်ခဲ့ချေအခုလည်းမနေ့ဖန်မွန်လဲပိုင်းအင်ကောင်ပါတို့တွားရမည်ဆိုသည်မှာကျမတွင်မျောလင်းချက် ဒဇာလည်းဖြစ်လာသလိုတစ်ဖက်တွင်ဆိုထိန်မှုကအရင်လိုကပ်ပါနေ၏တဏီကုံသည်စိတ်နေသာနေရသည် လူကငိုခြင်းသလိုရဲခြင်းသလိုအိမ်မဝင်တယောက်တည်းစောက်တရားမရသလိုဟိုရှောင်းသည်ရှောင်းလုံးမိသည် မလူနန်နေစကားရှာပြောမိသည်စိတ်မတည်မငြိမ်ဖြစ်ရစေလင်းတင်လာမည်ဆိုတော့လေထွက်ပေါက်တစ်ခုတွေ့ရသလိုစိတ်ပေါ်ပါရပြန်ပါသည်လန်ကင်းကြီးမှအစာစာရရကယူဆိုင်ပါနွယ်နွယ်ဘက်မှာအတွဲရှိသလိုရွှေစင်ရှိသလိုကျွန်တော်လည်းရှိနေတယ်ဆိုတာမမေ့ပါနဲ့ အားလည်းမငယ်နဲ့နှွေပြန်လာရင်လည်းကျွန်တော်လာတွေ့မယ်နော်ဒီတစ်ချိန်တော့သူ့မျက်ဝန်းများကိုတီတီဆိုင်ဆိုင်ပင်ငေးမိသည်မျက်ဝန်းနှစုံထိခတ်တော့နေကြီးကပင်အယောင်မိုင်းဖြော်ရသလိုလေးပြီးကကောတိုက်ခတ်ရာကငြိမ့်သက်သွားပါသလားဝါရွှေသောစိမ့်မြသောအလာတရားတို့ကကောပို၍အသက်ဝင်လာပါသလားအသည့်ဝင်တော်ကျမပါသာအကြည့်လွှဲရပါသည်ကုံမြင့် ကတ္တရာလမ်းပင်ထက်တွင်တော့တဖဲမျိုးပြင်စီဆိုင်ကဲများ၂ယောက်တစီ၃ယောက်တစီစစ်ဝတ်ဆောင်ဝတ်ထားသူတို့လည်းပါဤရေတံများသည်ပင်လဲပြင်တော်သို့ပင်ပြိုကျလာသည်ကောင်းကင်တိုင်းငယ်တို့အိတ်တန်းပြန်ပြီးမကြခင်နေဝင်တော်မူလေနေအောင်ကြီးကတော့အယောင်မှိုင်းလျက်ကလဲပြင်တော်စီနှုတ်ဆက်ပဖြန်းစေခလီတသားဤစာရင်တန်ကိုလည်းကြားနေရဆဲပင်ကတိတစ်ဖက်တွင်တော့မြောင်းငယ်တိုင်းရေတသွင်းသွင်းစီနေပေသည် ကျမငင်းနေစေမှာပင်လင်းတင်ကစကားစသည်နွေဒီမှာသစိမ့်လို့ကိုကိုကို ခံစားဖို့မှမဟုတ်ဘူးနော်ကချင်ပြည်နယ်သူကိုကျွန်တော်ကတော့ဒီလိုပဲခံစားရတယ်ဗျကျွန်တော်နဲ့ယုံကအတူပါလာတဲ့မိဆွေဟာကချင်းဆိုတော့သူနဲ့အတူသွားနေရရင် တော်သေးတယ်တယောက်တည်းများတော့တမျိုးပဲကျမရံပန်းရံကခံစားရတယ်လို့မျိုးလားကချင်ပြည်နယ်သူဒီလေဒီလိုခံစားရတာပါပဲဟုပြောပြခြင်းသည် ိုးတော်မပြောပြင်သူပြောသည်ကိုသာညင်၍နားထောင်နေမိသည်အတူသွားရင်လည်းဗမာစကားတန်ကြကြမပြောရဘူးလူတွေကကြည်ရောပဲတရက်ကလည်းမိတ်ဆွေတယောက်ကခေါ်တာနဲ့ကျွန်တော်တို့နှစ်ယောက်လောင်းကစားရုံထဲကိုပါသွားကြတယ်ကျွန်တော်ကစကားပြောတာအရင်ရလာတော့ကြဲ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 ပေါ့မကြပါဘူးနေကံမိတ်ဆွေစီတယောက်ကကတ်လာပြီးဗမာရီလာဘယ်ကခေါ်လာတာလဲဆိုပြီးမေးတဲ့ကျွန်တော်ဖြင့်နောက်ကိုစကားတူတူပဲကတ်ပြောရတော့တယ် ဒီဘက်ကျတော့ဗမာစကားတန်ကမကြရသလောက်ပဲကိုသူကတစ်ချက်ပြုံးလိုက်ပါသည်ပင်သက်နဲ့ရောတော့အပြုံးအဲ့ဒါထက်ပိုရတင်တာပဲနွယ်စစ်ကအချိန်ကြာလာတာနဲ့အမြလူမျိုးကြီးဆန်လာတယ်လို့ပဲလို့ကျွန်တော်တော့မြင်တာပဲ KIA နဲ့အစိုးရတပ်ရဲ့တိုက်ပွဲဟာအချိန်ကြာလာတော့ကချင်နဲ့ဗမာဆိုတဲ့ပုံစံရောက်လာတယ်လို့ကျွန်တော်မြင်တယ်ဗမာဆိုရင်မယုံတော့တာကျွန်တော်တို့ဗမာဆိုတဲ့အမြင်တိုင်းရင်းသားတွေဘက်ကပျောက်သွားအောင်တော်တော်ကိုအချိန်ယူရအောင်ပါပဲ တရက်ကမလူနဲ့ကျမပေါ်ပြောင်းလဲလာခြင်းကိုပင်တတိယလာပါသည် သူစိမ့်ချိန်တော့ငါစိမ့်ခဲ့တော့လေဒီဗမားဆိုတော့အမြင်နဲ့မှာပဲသူ့ဘက်ကိုလည်းနားလည်ရရသည် ကာလာရှိကြမစိမ့်ခဲ့သည့်အတွက်ကျေးဇူးတင်ရသည်လင်းထင်ခံစားချက်ကိုကျမနားလည်ပါပြီသည်ဗမာလူမျိုးမြေပြန်သားကို ကျမဘက်မှာတော့ဘာပဲဖြစ်ဖြစ်ကချင်ပြည်နယ်သူဆိုတော့ကြောထောက်နောက်ခံနာမယ်လေးရှိနေသေးသည် ဒါလည်းပဲညင်ချမ်းသောကာလပင်မှုတခါတရံတော့တန်တရားမျက်လုံးတို့နဲ့အကြည့်ခံရတာမျိုးရှိပါသေးသည်။ရှုံချမှုတိဆောက်ဖို့ဆိုတာပြောတော့တာလွယ်တယ်။ကျွန်တော်တို့အချိန်ဘလောက်ယူရအောင်မှမသိဘူး။ကျွန်တော်တို့တိုင်းသားတွေဘက်ကဗမာဆိုတဲ့အမည်ကိုနားလဲရတိုင်းစိတ်မကောင်းပါဘူး။ပြောတော့တာပြောရတာပါ။သူတို့တွေနှစ်ချီပြီးဒဏ်ခံလာတာ။သူတို့ဒေသထွက်တင်ရန်ဇာတာတွေကိုသူတို့အကျိုးမခံစားရတလို့ပဲ။ကိုမြေကိုနေပြီးတော့ဟိုလူကြောင်ရဒီလူကြောင်ရနဲ့ဆိုတာမျိုးကိုနှွေးရ ကျွန်တော်လည်းသူတို့နေရာဆိုသူတို့လိုမျိုးဖြစ်မှာပဲဒါပေမဲ့ဗမာလူမျိုးကလည်းပဲဗမာအစိုးရလို့သူတို့ခေါ်တဲ့အစိုးရကပစားပေးထားတဲ့လူမျိုးမဟုတ်ဘူးဆိုတာကိုတော့ပြောခွင့်ရရင် ပြောပြချင်တယ်တန်ခံလာတဲ့အထက်မှာကျွန်တော်တို့လည်းပါပါတယ်ဆိုတာပေါ့ကျမတော့လင်းထင်တော့လည်းမပြောတတ်ပါဘူးဒါပေမဲ့စစ်ကိုတော့မုံနာ အမှန်ပဲရှင်ကွဲတီကွဲကွဲကြရမှာမတီးပဲကြံခဲ့ရင်တောင် စိတ်တန်ရာရာကြံခဲ့ကြမှာကိုတွေးမိတိုင်းလည်းမုံနေ ။တမိုင်းမှာဘေတွန်းကောင်မှမကောင်းခဲ့ပေမဲ့ကဘာမှာကုတီစစ်ကပြောင်းမသွားဘူးကို။စင်းဆိုတဲ့စကလုံးကိုသိမ့်မုံတာပဲ။အခု ပိုတောင်မုံလာသေးတယ်။လင်းထီမြေဝဲများ၌စာနာရေးထင်လာ၏။စကားပင်မဆက်ပြောမိပြောရပြောလိုက်ပြီးမှပုတ်ကလခံစားချက်များဖြစ်နေမလားဟုတွေးရသည်။ဒါနှင့်ပင်ကျမလည်းစကားမဆက်ဖြင့်လင်းထင်သည်ခဏမျှငင်းနေပြီးမှစကားဆက်ပြန်ပါသည်။ကျွန်တော်တို့ငငယ်တုန်းကအိနာအပွားတယောက်ရဲ့သမီးပေါ်လီယောက်ျားစစ်သားပေါ့ ဒီဘက်ကအပြုံးနေဆိုဗမာစစ်သားပေါ့ဗျာကရင်ပြည်နယ်ဘက်မှာယောက်ျားတိုက်ပွဲကြလို့အမေအိမ်ပြန်ရောက်လာတော့သားသမီး၃ယောက်နဲ့သားသမီးတွေကိုအကြော်ရောင်းပြီးကြောင်းထားရတယ်တော်တော်ကိုပင်ပန်းခဲ့တာမြင်မှုတယ်နောက်ရန်ကုန်မှာလဲစာအုပ်လိုက်ရောင်းနေကြတယ်စစ်မှုထမ်းအောင်တွေကိုနှွေးမြင်မှုတာပဲမဟုတ်လားအေးဗျာကျွန်တော်မြင်ရတော့စည်ရဲလို့ဖြစ်ရဖြစ်လာရင် အောက်ခြေရလူတွေကဒဏ်ခံအောင်ဆုံးပဲပြီးလဲရတဲ့အသက်ကလည်းမနေဘူးမတိမဲကျိုးပဲကျန်တော့လေဒုက္ခရောက်ရော လူကြီးတွေကတော့အချိန်တန်ရင်လက်ဆွဲနှုတ်ဆက်ပြီးပြေးသွားကြမှာပဲသူပြောမှာပဲကျမတို့ငယ်ငယ်တုန်းကကလေးအတွင်းနဲ့စစ်တိုက်တန်းကစားကြသည်ကိုပင်တတိယလာပါသည်ထိုစဉ်တုန်းကတော့ကိုကတစ်ချက်ဒိုင်းအော်ရာနဲ့တစ်ဖက်ကတယောက်ကစားပွဲကထွက်ရတာပြောစရာပဲပဲအတုံတုံးကပင်တည်တယ်ဆိုပါလားကစားနည်းပြင်ပတကယ်လောကတွင်တော့လူတယောက်အသက်တည်ခြင်းသည်အခြားသောကြံ့ရင့်သူများ၏ဘဝတည်ခြင်းသာပင် အခုမလူနယ်ကိုတွေ့ရသလိုတာကလေးဤ ကြီးပြင်းရှင်တန်းခြင်းသည်သူပခုံးမောတင်နေတော်ဝင် လမ်းမလာတော့ကဂိတ်တွေမှာစစ်သားတွေစောင့်နေတာနှွေတွေ့တယ်မဟုတ်လားကျွန်တော်ကတော့သူများမြင်မှာမဟုတ်တဲ့အမြင်မျိုးနဲ့တွေ့လာတာရှိသေးတယ်တယောက်ကစစ်ဝစ်စုံကိုရှော်ရေးချိုးပြီးတော့ရှုံမြောင်နေတာတက်လာတယ်အသက်၄၀လောက်တော့ရှိမယ်ထင်တာပဲလက်ထဲမှာရေတံမှုတစ်ပုဒ်နဲ့စက်ပြာရည်တွေထည့်လို့လားမသိဘူးကားဖြတ်မှာတွေ့ရတဲ့သူ့မျက်လုံးတွေကလူတက်ဖို့သွေးစာနေတဲ့မျက်လုံးတွေတော့မဟုတ်ပါဘူးနွေ။ဒါပေမဲ့စစ်ဆိုတာဖြစ်လာမှတော့ အပြန်အလှန်ပြစ်ချခတ်ကြတေကြကြည်ကြနဲ့ဖြစ်လာမှာပဲသူတည်သွားရင်သူ့နောက်မှာမိခင်မိမသားသမီးတွေပူဆွေးကြံခဲ့ကြမှာပဲလို့တွေးမိတယ်ကျမနဲ့သူဒီမြင်ကွင်းတူတော်လမ်းကိုဖြတ်ခဲ့သူများပင်ကျမကတော့မြင်သည့်နေရာမြင်လိုက်အတွေ့နဲ့မို့ကြည်သာကြည်တော်လဲမမြင်သည့်နေရာမမြင်လိုက်တာရံပန်ရံကားတွေးလွန်းဒီမှာနေထိုးနေသည့်ကိုပင်မသိပူလာသည့်တင်မှနေအောင်ထိုးနေတာနိုင်နဲ့ချီကြနေတာသိရပါသည် လမ်းတိုင်းအိမ်နိုင်လာတော့အတွေ့တယောက်ကသာ တွေးစရာလည်းမလိုငေးစရာလည်းမလိုကျမတွေ့ခဲ့တဲ့တယောက်ကတော့ငါးလေးတွေနှိမ့်တမ်းမှဆွဲလို့ရှောက်လာတာပဲပင်မသွားများလာတယ်မသိဘူးလင်းထင်လိုပဲတွေးမိတွေးရတွေးလိုက်သေးတာပဲနောက်တရားလည်းရောက်ရောက်အိမ်ပြက်ကလေးတွေတန်းစီမြင်ရတော့ဒါစစ်ရဲ့အနေထားယုံမဲဆိုပြီးဖုန်းလေးထုတ်ပြီးဓာတ်ပုံရိုက်ဖို့လုပ်တာကာသမားကဟာ အကိုဓာတ်ပုံရိုက်နေ အဲ့ဒီအိမ်တွေမှာစစ်သားတွေရှိတယ်ဆိုလို့အပြေလွာသိမ့်လိုက်ရပါကောလား။ကျမမမိသောပုံရိပ်များကတော့ဝိုင်းမော်မျိုးအလွန်ဒီဘက်လာသောကာလန်တလျှောက်ပြိုပြက်နေသောရွာကလေးများစွာအင်္ဂလိပ်များသည့်အချို့ကပြိုလဲလျက်ခြုံရွယ်ပိတ်ပေါင်းတို့အုပ်မိုးလျက်အချို့ကမြေပြင်၌ပုံချနေပြီးအကောင်တိုင်းကျန်မာသေးသည်ဟုမြင်ရသည့်အိမ်တို့တွင် အစိမ်းရောင်ဝစ်စုံစင်သူတို့နေထိုင်ပုံအဝတ်များလန်ထားပုံ တွေ့ခဲ့ရလေသည် စာတင်ကြောင်းတကားတို့ကကြောင်းသားတန်ဝီစွာညီဝင်လျက်လွမ်းပွေအင်ရှင်မဲ့ကြံခဲ့သောအင်္ဂလိပ်များသည်အဘဲသောအချိန်ကာလတွင်အင်ရှင်များနှင့်တကြောပြန်ဆုံရမည်နီစာတင်ကြောင်းများသည်ကလေးတို့ကိုအဘဲသောကာလတွင်ရင်ဖွင့်ကြိုနိုင်ပါမည်နီစကားလေးပြောရင်ကဘယောက်သွားပါလိမ့်အမှန်ကဒီနေ့နွဲကိုအားပေးဖို့လာတွေ့တာပြောရင်ပြောရင်စစ်ကဘယ်နာပါလာတယ်မသိဘူးရပါတယ်လင်းထင်ရဲ့ စစ်ကတော့ဒီချိန်ပြောရင်ဒီလူဘဲပါလာမှာပဲအခုကျမရောက်လာတာကလည်းစစ်ကြောင်ပဲလေလင်းချိန်နှုတ်ခမ်းမှာအပြုံကမျက်လုံးတို့တိုင်းအရေးထင်လေသည်ခနာတွင်ပင်စကားလမ်းကြောင်းပြောင်းရပြန်သည် ကျမတို့ကြောင်တုံးကအကြောင်းများရောက်တက်ရရာပြောကြသည်တငငယ်ချင်းများအကြောင်းပါသည်ဆရာဆရာမများအကြောင်းပါသည်ကျောင်းထဲကလည်းပဲရိုင်ပင်မကျန်းလွမ်းစပွဲရိတ်ပုံး လေပြေသည်စောစောကထက်အေးများလာ၏နေကြီးကတော့တင်းစားပြူခဲ့ပြီဝေယုံပင်မြင်းများကိုကြော်၍တပေါက်နှစ်ပေါက်များသာ ဖြာကြနိုင်တော်သည်အနောက်ဘက်တောင်တန်းများအကြားသို့မကြမီနေလုံးပြောက်ကွယ်တော်မူပင်ခလီတို့သည်လွယ်များကိုလွယ်ကာစကားတန်ရေတန်ညံစီစီနှင့် လေကွင်းကိုဖျက်ပြကြ၏အပြေးပြိုင်နေကြသည်လားမသိညင်းတန်များကပင်ဒီဘက်သည့်ပြန်လွင်လာသည် သူတို့အိမ်ပြန်ကြတော်မူထင်ပါသည် လင်းထင်ကပြန်ရအောင်လားဆိုတော့ကျမကောင်းငင်မိသည်ထိုင်ရမှထိုင်ရမိကြသည်ကွင်းပြင်တစ်ပင်အုပ်တို့ကိုဖြတ်လာတော့လေကို ကျမတဝရှူမိသည်အင်ကောင်ပါက ပြန်လာရင် ကျွန်တော်လာခဲ့မယ်ဝမ်းသာစရာတရင်ကောင်ကြားရပါစီပဲဆူတောင်းနေမယ်နွယ်လင်းထင်မျက်နာကလေးလေးနက်နက်ဟန်ဝမ်းသာစရာတရင်ကောင်ဆိုသည့်စကားကိုတော့ကျေစွတင်နှင်ချိုက်စိတ်ဝင်၏ကျမလည်းဒီတို့ပင်ဆူတောင်းနေရသည်လေ ျင်မသူကို ကြည်ကြည်လင်လင်ပြုံးပြလိုက်ပါသည်ဟုတ်ကဲ့ပါရှင်ဆ iam မစပယ်ပြုံလို့ရေးသားထားတဲ့မြော်ပြားကလွန်ရသည့်ဝတ္ထုကိုအပိုင်းဆက်ခွန်နေဖြင့်ဆက်လက်ပြီးတော့မျှဝေဖက်ပြပေးကြတာပဲဖြစ်ပါရဲ့ရှင်။နာဆင်ပြီးကြတဲ့ဒူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရနော်။တော်လမ်းမိတ်ဆွေများအားလုံးလေးဘီအန်ဒရယ်အပေါင်းမှကင်းဝေးကြလေ။ကိုစိတ်နှပြကျမ်းမာရွှင်လန်းကြပါစေရှင်။